ဆောင်ချက်တွေကောင်းကင်နာကြောင့်စင်ကာပူနိုင်ငံကပေရင်စုနှစ်စုကိုစတိုင်ရန်ရှိပိုင်ဆိုင်ခဲ့တဲ့မင်းမြင့်မို့မြန်မာနိုင်ငံရဲ့မင်းသမီးချောရီထဲမှာမင်းမြင့်မို့လို့ပြောလိုက်ရင်တော့မသိရသူမရှိတော့ဘူးလို့ထင်ပါတယ်။မင်းမီကျော်လေးမင်းမြင့်မို့ဟာဆိုရင်ခုချိန်မှာတော့ Academy စုကိုလည်းပိုင်ဆိုင်ထားနိုင်ပြီဖြစ်ကမြန်မာနိုင်ငံမှာဗေနုပညာရှင်မင်းသားမင်းမီကမှမရသေးတဲ့စင်ကာပူနိုင်ငံကချင်းမြင့်တဲ့စုကြီးနှစ်စုကိုစတိုင်ရန်ရှိတာပဲဖြစ်ပါတယ်။တချင်ကနိုင်ငံကျော်ဒိဋ္ဌိချင်းမင်းသမီးကျော်ရီဖြစ်တဲ့အင်ဒရာကျော်စင်ထွင်ထားဖို့ ဖွဖွင်းနဲ့တပ်မှုမြင့်တို့ကလူပညာလောကကနေခိတ္တခဏအနိုင်ယူနေချိန်မှာတော့ဒီလိုမျိုးရင်ချင်းရှိရင်မင်းမင်းကြောင့်လေးမင်းမြမို့ကတော့ရုပ်ရှင်လောကမှာနေရာရလာခဲ့တာပါမင်းမြမို့ဟာဆိုရင်ပြီးခဲ့တဲ့နှစ်တွေမှာရောယခုနှစ်မှာပါရုပ်ရှင်စကားရည်ကိုမနာတမ်းစူးစမ်းရဲကူးနေရတာပဲဖြစ်ပါတယ်မင်းမြမို့ဟာဆိုရင်ချိုးလင်းရုံးနဲ့တူ MRTV4 ကနေတူတူလူပညာလန်းကိုရှောင်းလန်းခဲ့ကြပါပြီတခြားသောသတင်းဆိုလည်းထွက်ရှိခြင်းမရှိပဲနေယူယူလေးလေးနဲ့သာနေထိုင်နေသူလေးဖြစ်ပါတယ်တချို့ကတော့တခြားသောအနုပညာလောကက ပြန်မဲ့မင်းမီတွေဖြစ်တဲ့ခင်ဝင်းဝါနဲ့ချူလေးတို့လောက်တော့တေဥဆောင်မကောင်းဘူးမပြင်းပြင်းဘူးလို့ပြောကြပါရင်မင်းမီကြောင့်လေးမင်းမီမွေရဲ့ထူးခြားပြီးတော့ပြောင်ပြောင်တဲ့အရေးချင်းတွေကြောင့်လေးစူကြီးတွေကိုရရှိသွားတာပါစူကြီးတွေကတော့စင်ကာပူနိုင်ငံ Horror Fame HOFS Award 2025ကနေပြည့်ရဲ့ချီးမြှင့်ခဲ့တဲ့ The Iconic Finger on Social Media Award စူကြီးပဲဖြစ်ပါရင်ခုဆိုင်တော့နိုင်ငံကြောင့်မင်းမီကြောင့်လေးမင်းမီမွေဟာဆိုရင်အစောပိုင်းစူကြီးကိုထိုက်တန်စွာနဲ့ပြန်ရရှိခဲ့တာပါ ဒီလိုထုံးချုံစီကြီးကိုရရှိခဲ့တယ်ဆိုတာကလည်းသူမမှလုံလောက်တဲ့ထိုက်တန်တဲ့ရေးချင်းနေပြည်နေလို့ပါပဲ။မင်းမြမဟာဒီလိုထုံးချုံစူကြီးကိုနှစ်နှစ်ဆက်တိုင်းရရှိခဲ့တာပြီးခဲ့တဲ့နှစ်တည်းကစင်ကာပူနိုင်ငံထိကိုသွားရောက်ဆွေးယူခဲ့တာဖြစ်ပါတယ်။ယခုနှစ်မှလည်းထပ်မံသွားရောက်ပြီးတော့ယူဆောင်ဖို့ရှိပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်းမင်းမြမဟာမြို့သမီးဇပ်ပုတ်စုကိုမုံခွင့်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ထိုင်းနိုင်ငံကိုရရှိခဲ့တာပါ။2018ခုနှစ်မှာလည်းမိုးပန်းပွင့်ရဲ့တင်ငေတာဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Rising Star Award ကိုစုခွင့်ရရှိတာလို့တို့ပါမြေမြပုံကိုလူသိများတာကတော့2023ခုနှစ် MRD ဖုန်းကထွက်ရှိခင်းနေပန်းလူသွေးစကားမှာပဲကလင်းရောလူကြီးပါမကြံသိရှိသွားတာပါပန်းလူသွေးလို့ပြောလိုက်တာနဲ့အနှိမ့်ဆက်ခံလို့လည်းဖြစ်နေတနာစွေဖြစ်အောင်ပြီးပြန်စွာတည်ုံဆောင်နိုင်တဲ့မြေမြပုံကိုမြန်မြန်တမ်းမိကြတာပါနောက်ထပ် MRD ဖုန်းကနေဇာတိုင်းထွက်ရှိလာတဲ့အရေးစကားမှာလည်းခဆိုးဆိုးနဲ့မိဘရဲ့အချစ်ကိုငတ်နေတဲ့စုစုလိုင်းဆိုရင်မျိုးသမီးလေးတူနေတဲ့ပိုင်းနိုင်စွာတည်ယူဆောင်နိုင်ခဲ့တာပါ မင်းမင်းကြောင့်လေးမင်းမြင့်ပေါ်ဟာဆိုရင်လူပညာလုပ်ငန်းတွေတော့မကဘဲအခြားသောစီမံခန့်ခွဲမှုတွေကိုလည်းလုံဆောင်နေရပါခုဆိုင်မင်းမင်းကြောင့်လေးမင်းမြင့်ပေါ်ဟာဆိုရင်ဒီမိုင်းလူပညာတွေနဲ့ပကံမှာပကံမျိုးသူလိုအမည်ရတဲ့ဟိုတယ်ကိုလည်းဖွင့်လှစ်လိုက်ပြီးပဲဖြစ်ပါရင်နောက်ထပ်လည်းကိုပိုင်းအထည်ဆိုင်တွေ fashion brand တွေနဲ့ဒီကနေ့ဒီမှာတော့ပြည်ဦးနေမြို့ရဲ့ဈေးကြီးဆုံးမြေွက်တွေဖြစ်တဲ့တိမ်မောင်း9000ကျော်တဲ့မြေွက်ကြီးကိုဝယ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါရင်ဒီလိုမျိုးတုံတုံရဲ့ရေးချင်းနေကြောင်းမင်းမြင့်ပေါ်ဟာ ိုင်ငံကျော်ထိတ်တန့်မင်းမီနေရာကိုထိုက်တန်စာရင်းရရှိခဲ့တာပါဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေထဲမှာရောဗန်နုပညာရှင်မှများရှိမှုတွေနဲ့စုကြီးတွေကိုရာခဲ့တဲ့မင်းမီကျော်လေးမင်းမြို့ကိုမင်းမြို့ရဲ့အမြင်လေးကိုမျှဝေပေးသွားကြပါဦးနော်